င်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တောင်ခမ်းမှာစစ်ကောင်စီနဲ့ TNL အကြားတိုက်ပွဲဆက်လက်ပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စစ်ကောင်စီရဲ့အမြောက်တပ်တွေတရှိရာတောင်ခမ်းကျေးရွာအနီးတစ်ဝိုက်မှာစစ်ကောင်စီနဲ့တအောင်းတပ်မတော် TNL အကြားတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ရှင်းတန်းသတင်းရင်းမြစ်တွေကသတင်းဌာနကိုပြောပါတယ်မနေ့မေလ24ရက်မှာ တောင်ခမ်းအနီးရှိ နောင်လက်ရွာမှာစစ်ကောင်စီနဲ့ TNL အကြားတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ရှင်နယ်စစ်မြေပြင်မှာရှိနေသူတဦးကသတင်းဌာနကိုပြောပါတယ်မနေ့နောင်လက်ရွာမှာတိုက်ပွဲဖြစ်တာရှိတယ်။အဲနောက်ပိုင်းမှာစစ်ကောင်စီကလေရင်ကိုအရင်ကလောက်သုံးတာမတွေ့ရတော့ဘူး။လက်နက်ကြီးအစိမ့်ဝင်တဲ့ခြုံတွေကိုပို့ပြီးအုံပြူလာတယ်လို့ဆိုပါတယ်။စစ်ကောင်စီတပ်ဟာ၎င်းတို့လက်လွတ်ထားရတဲ့နောင်ချိုမြို့ကိုပြန်ရဖို့ပြီးခဲ့တဲ့ဖေဖော်ဝါရီလကစပြီးတောင်ခန့်နဲ့အုံမတီဘက်ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေပြီးတအောင်တပ်ဘက်က၎င်းတို့ထိန်ချုပ်ထားတဲ့နေရာအချို့လလွတ်ခဲ့ရတာတွေရှိပါတယ်။ပြီးခဲ့တဲ့မေလ20ရက်မှာလည်းစစ်ကောင်စီတပ်ဘက်ကထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် DNL ဘက်က၎င်းတို့ထိန်ချုပ်ထားတဲ့တရက်ချိုစီဒီကုန်းကိုစစ်ကောင်စီကပြန်ထိန်ချုပ်ခဲ့ပါတယ်။တောင်ခန်းကျွရမှာစစ်ကောင်စီရဲ့အမြောက်တပ်စခန်းကိုကဲမှုဌာနချုပ်ကိုရနှစ်တက်အပါဝင် အမြောက်တက်စခန်းတွေဖြစ်တဲ့354 206နဲ့406တက်တွေအခြေချတက်ဆွဲထားတာဖြစ်ပြီးပြီးခဲ့တဲ့2024ခုနှစ်ဩဂုတ်လကတည်းကစစ်ကောင်စီနဲ့ TNL အကြတိုက်ပွဲစတင်ဖြစ်ပွားခဲ့တာပါ TNL ပါဝင်တဲ့ညီနောင်မဟာမိတ်တုံးပွဲကမေလကုံအထိအပြည့်ရကြောင်းထုတ်ပြန်ထားသလိုစစ်ကောင်စီတပ်ကလည်းမေလကုံအထိအပြည့်ရမယ်လို့ကြေညာထားပေမဲ့အပြန်အလှန်ပြစ်ခတ်တိုက်တာတွေနဲ့ထိုးစစ်စင်တာတွေဇက်တိုက်ရှိနေပါတယ် ဆလပီစစ်ကောင်စီကိုယ်စားလှယ်အဖွဲ့အာဆီယံထိပ်သီးဆွေးနွေးပွဲနဲ့ဆက်ဆက်အစည်းအဝေးတက်ရောက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နိုင်ငံသားရေးဝန်ကြီးဌာနမှအမြဲတမ်းတွင်းဝင်ဦးအောင်ကျော်မိုးဦးဆောင်တဲ့မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ56ကြိမ်မြောက်အာဆီယံထိပ်သီးဆွေးနွေးပွဲနဲ့ဆက်ဆက်အစည်းအဝေးတွေကိုတက်ရောက်ဖို့ယမန်နေ့ကမလေးရှားနိုင်ငံကွာလာလမ်ပူမြို့တော်သို့ရောက်ရှိလာခဲ့ပြီးဖြစ်ပါတယ်။ မြန်မာစစ်ကောင်စီကိုယ်စားလှယ်အဖွဲ့အားအာဆီယံအကြီးတန်းအရာရှိကြီးများအစီအဝေး SOM နဲ့မြန်မာနိုင်ငံဆိုင်ရာဘုံသဘောတူညီချက်၅ရက်ဖော်ဆောင်ရေးဆိုင်ရာအလို့သဘောဆွေးနွေးပွဲမှာအာဆီယံအဖွဲ့ရဲ့အာဏာသိမ်းမှုနောက်ပိုင်းမြန်မာနိုင်ငံရဲ့နိုင်ငံရေးနဲ့လူသားချင်းစာနာမှုအကျက်တဲဖြည့်ရှင်းဖို့ကြိုးပမ်းမှုတွေကိုအထူးကဆွေးနွေးပါတယ် အဖွဲ့ဝင်နိုင်ငံတွေဟာတန်တမာရေးအဖြစ်ရှာမှုအာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်နဲ့ငြင်းချမ်းရေးလုပ်ငန်းစဉ်မှာဖယ်ထုတ်ခံထားရတဲ့မြန်မာနိုင်ငံမှာသက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ထိတွေ့ဆက်ဆံမှုအပါအဝင်ဘေးသင့်အတိုင်းဝိုင်းတွေတန်းလူသားချင်းစာနာမှုအကူအညီတွေရောက်ရှိရေးကိုဆွေးနွေးပါတယ်။2021ခုနှစ် အာနာသိမ့်မှုနောက်ပိုင်းအာဆီယံအဖွဲ့ချမှတ်ခဲ့တဲ့ပုံသဘောတူညီချက်၅ရပ်ကိုစစ်ကောင်စီကခေါ်ဆောင်မှုပြက်ကွက်တာကြောင့်မြန်မာပို့ချုပ်ကြီးတွေကိုအာဆီယံထိပ်သီးဆွေးနွေးပွဲတွေတက်ရောက်ခွင့်ပိတ်ပင်ထားပါတယ်။ 46ကြိမ်မြောက်အာဆီယံထိပ်သီးဆွေးနွေးပွဲကိုမလေးရှားနိုင်ငံကပြစ်စမှတ်အကြိမ်အဖြစ်လက်ခံကျင်းပနေပါတယ်။မလေးရှားနိုင်ငံဟာ1989 1990 2005နဲ့2015ခုနှစ်မှာအာဆီယံအဖွဲ့အလစ်ချဥက္ကဋ္ဌတာဝန်ယူခဲ့ဖူးပါတယ်။အာဆီယံထိပ်သီးဆွေးနွေးပွဲနဲ့ဆက်ဆက်အစည်းအဝေးတွေမှာဒေတာတွေနဲ့ကမ္ဘာကြီးရာတွေကိုဖြည့်ရှင်းဖို့ဆွေးနွေးကြပြီးမြန်မာပြည်ပကဟာအဖွဲ့ဝင်နိုင်ငံတွေကြားအထူးကဆွေးနွေးစရာကိစ္စတစ်ခုဖြစ်ပါတယ်။ ဆက်လက်ပြီးခမောက်ကြီးမြို့နယ်မလီဝမ်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင်ဖြူစောတီအချင်းချင်းရံဖြစ်ပြီးဓားဖြင့်ထိုးမှုဖြူစောတီတအူးသိဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တနင်္သာရီတိုင်းကောတောင်ခရိုင်ခမောက်ကြီးမြို့နယ်မလီဝမ်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင်ဖြူစောတီအချင်းချင်းစကားများရံဖြစ်ပြီးဓားဖြင့်ထိုးတက်ရာဖြူစောတီတအူးသိဆုံးသွားကြောင်းဒေသနေပြည်သူများကသတင်းဌာနသို့ပြောပါတယ်။ မေလ22ရက်ညပိုင်းကခမောက်ကြီးမြို့နယ်မလီဝမ်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင်ပြူစောတီအဖွဲ့ဝင်များအစည်းအဝေးပြုလုပ်နေစဉ်ပြူစောတီအချင်းချင်းစကားများရံဖြစ်ပြီးခလားဆိုသည့်ပြူစောတီမှပရှူးဆိုသည့်ပြူစောတီကိုစကေပါဖြင့်6ချက်ထိုးတက်ရာနေရာမှာပင်တည်ဆုံသွားကြောင်းသိရပါသည် 22ရက်နေ့ညကမလီဝမ်ကပြူစောတီတွေမလီဝမ်အုပ်ချုပ်ရေးမှုယုံမှာဇကားများရန်ဖြစ်ကြတယ်။ဘာအတွက်ကြောင့်ဇကားများရန်ဖြစ်ကြလဲတော့မပြောတတ်ဘူး။ဇကားများရန်ဖြစ်တဲ့အချိန်မှာတလားဆိုတဲ့သူကပက်ရှူးဆိုတဲ့သူကိုစကေပါနဲ့ထိုးတာမလီဝမ်သားတွေပဲနာမည်အရင်တော့မသိဘူး။ရွာတဲ့ခေါ်တဲ့နာမည်တွေပေါ့။စကေပါနဲ့၆ချက်ထိုးတာနေရာမှာပဲတည်သွားတယ်။အခုစကေပါနဲ့ထိုးတဲ့ကလားကိုတော့ဖမ်းထားတယ်။ပြူစောတီတွေအချင်းချင်းပဲရန်ဖြစ်ပြီးတော့တတ်လိုက်တာဟုဒေသနေပြည်သူတို့ကသတင်းဌာနသို့ပြောကြားပါတယ်။ တနင်္လာရီတိုင်းခမောက်ကြီးမြို့နယ်တွင်စစ်ကောင်စီကလူဆိုးလူမိုက်များအယက်သမားများနှင့်အလောက်အကိုင်းမရှိသူများကိုစုစည်း၍ပြည်သူစစ်နှင့်ပြူစောတိများအဖြစ်စစ်တင်တန်းပို့ချခြင်းစစ်တပ်အတွက်ကင်းဆောင်ခိုင်းခြင်းများကိုလှုပ်ဆောင်လျက်ရှိကြောင်းဒေသခံပြည်သူများကပြောဆိုကြပါသည် ဆက်လက်ပြီးဘောလခဲမြို့နယ်ရေနီပေါက်ကျေးရွာအနီးအကြံဖက်စစ်တပ်ဤကာကင်စခန်းကိုတိုက်ခိုက်သိမ်းပိုက်မှုစစ်တပ်ဘက်မှတေဆုံးမှုများရှိပြီးလက်နက်ခဲယံတချို့သိမ်းဆည်းရရှိတော်လရေးတပ်ဖွဲ့ဝင်6ဦးကြဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကရင်ပြည်နယ်ဘောလခဲမြို့နယ်ရေနီပေါက်ကျေးရွာအနီးရှိအကြံဖက်စစ်ကောင်စီတပ်ကာကင်စခန်းတစ်ခုကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ရာစစ်သားများထိခိုက်ဒေဆုံးမှုရှိပြီးလက်နက်ခဲယံအချို့သိမ်းဆည်းရရှိကာတော်လရေးတပ်ဖွဲ့ဝင်6ဦးကြာဆုံးခဲ့ကြောင်း ဖားဆောင်ပြည်သူကောက်ွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါတယ်မေလ22ရက်နေ့ဘောလကဲမြို့နယ်ရေနီပေါက်ကျေးရွာအနီးရှိအကျန်းဘတ်စစ်တပ်ကကင်းစခန်းတစ်ခုကိုခရင်နီတော်လန်ရေးပူပေါင်းတပ်များကတိုက်ခိုက်ခဲ့ရာစစ်သားများထိခိုက်ဒေဆုံးမှုရှိပြီးဘောလကဲမြို့အထွတ်အထိစစ်ကောင်စီတပ်သားများဆုတ်ပြေးသွားသဖြင့်စခန်းသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းရင်းစခန်းသိမ်းတိုက်ပွဲအတွင်းလက်နက်ခဲယံအချို့သိမ်းဆည်းရရှိခဲ့ကြောင်းသိရပါတယ်။ရေနီပေါက်အနီးကကကင်းစခန်းသိမ်းမိခဲ့တာပါ စခတွေဘက်ကလည်းထိခိုက်သေးဆုံးမှုကရှိပါတယ်။လက်နက်ခရဲအနေငယ်တင်းစီရရှိမှုလည်းရှိပါတယ်။ကျပောင်းစုကတရားဝင်ထုတ်ပြန်ရင်ပါလာပါလိမ့်မယ်။အင်အားကကကင်းစခန်းအလုံးဆိုရင်အင်အား200ကျော်လောက်ရှိပါတယ်။မြို့တဲ့အထိတော့စုပ်ပြေးတာမဟုတ်ပါဘူး။မြို့ထွက်နာအထိစုပ်သွားတာပါဟုဖားဆောင်ပြည်သူကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါတယ်။ ရင်းခါခင်စကန်သိန်းတိုက်ပွဲအတွင်ဖားဆောင်ပြည်သူ့ကာကွယ်ရေးတပ်မှအသက်23နှစ်အရွယ်ဒူးတက်စုမှုရဲဘော်မင်းစောအသက်23နှစ်အရွယ်တက်စိန်မှုရဲဘော်စိုးနေလင်းဦးခဘိုထိတ်တို့အပါအဝင်ကရင်နီတော်လန်ရေးတပ်ပေါင်းစုမှရဲဘော်စုစုပေါင်း6ဦးကြာဆုံးခဲ့ကြောင်းသိရပါတယ်။ ပြည်သူတွေအနေနဲ့ကျွန်တော်တို့တော်လန်ရေးအင်အားစုတွေကိုဝေးရံပေးကြဖို့နဲ့တော်လန်ရေးကိုစိတ်မကုံစိတ်မပြတ်ကြပါနဲ့အခက်အခဲတွေကိုပြည်သူတွေနဲ့အတူအပြေရှာပြီးအောင်မြင်သည့်အထိဆက်လက်တော်လန်တိုက်ခိုက်သွားပါမယ်လို့အားပေးစကားပြောကြင်ပါတယ်ဟုဖားဆောင်ပြည်သူကောက်ွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောပါတယ် ကရင်နီပြည်နယ်အတွင်းသို့စစ်ကောင်စီတပ်ကစစ်ကြောင်းများထိုးကနေမြေစုံမှုရေးပြန်လည်ရရှိရေးလှုပ်ဆောင်လာပြီးအထူးသဖြင့်မိုးပြေပန်းမှာစစ်ကြောင်းထိုးဝင်ရောက်ရန်ကြိုးစားလျက်ရှိကြောင်းတော်လရေးတပ်များ၏အဆိုအရသိရပါသည်။ဆက်လက်ပြီးတောင်ငူမြို့နယ်အမြန်လန်းနှင့်တမိုင်အကွာ၌တိုက်ပွဲပြင်းထန်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်။တောင်ငူမြို့နယ်အတွင်းတိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီးယနေ့မေလ25ရက်နေ့နံနက်ပိုင်းတွင်ရန်ကုန်မန္တလေးအမြန်လန်းနှင့်တမိုင်ခန့်သာဝေသည့်နေရာ၌တိုက်ပွဲဖြစ်ပွားနေသည်ဟုဒေသခံများကပြောပါသည် အမြန်လန်184မိုင်နဲ့6မိုင်ခန့်အကွာရှိစပားကျဲကြီးရွာအနီးတွင်မေလ23ရက်ကတိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီးယနေ့မေလ25ရက်အထိစစ်ရေးတင်းမာနေသလိုအမြန်လန်နှင့်တမိုင်ခန့်အကွာရှိကြက်တက်ညောင်ပင်ကျေးရွာတွင်လည်းယနေ့နေ့အစောပိုင်းကစ၍တိုက်ပွဲဖြစ်ပွားနေသည်ဟုတောင်ငုံမြို့ဒေသခံတအူးကပြောပါရယ် အမြင်လန်းတဲ့ပုံနီးလာတယ်မနဲ့ကလေးကတနက်တန်တွေကြာရတယ်လေရင်ကတမနယ်လုံးဝဲနေတယ်ရွာရီဘက်ကနေမြို့ပေါ်ကိုပြေးလာတာအများကြီးပဲဟုတာငူမြို့ကန်ကပြောပါတယ် ယနေ့နံနက်ပိုင်းတွင်ကြက်တက်ညောင်ပင်ကြီးရွာမှစစ်ဘေးရှောင်များအားဘေးလွတ်ရသူအကူအညီပို့ဆောင်ပေးခဲ့သည်ဟုတောင်ငူရက်စကူအရေးပေါ်ကယ်ဆယ်ရေးပရာဟိတအဖွဲ့ကသတင်းထုတ်ပြန်ထားပါသည်စစ်ကောင်စီသည်အင်ဂျီ400ကျော်ရှိစပားကျဲကြီးရွာကိုလေကြောင်းမှတိုက်ခိုက်ပြီးမိရှုဖျက်ဆီးထားကြောင်းဒေသခံစစ်ဘေးရှောင်များကပြောပါသည်တောင်ငူမြို့နယ်အတွင်းလက်ရှိတွင်စပားကျဲရွာကြက်တက်ညောင်ပင်ရွာအပြင်ညကြက်ရိုးပင်ရွာတော်ပူရွာစီးပင်သာငုံမင်းရွာတို့မှဒေသခံများစစ်ဘေးရှောင်နေရကြသိရပါသည် လက်တလောတွင်မကိုးတိုင်းအတွင်း၌တောင်ငူမြို့နယ်အတွင်းတိုက်ပွဲပြင်းထန်နေသလိုကြောက်ကြီးရွှေကျင်းနတလင်းမင်းလာမြို့နယ်တို့တွင်လည်းစည်ရည်တင်းမာနေပြီးစစ်ကောင်စီကလက်နက်ကြီးများပစ်ခတ်နေကြောင်းသတင်းရရှိပါရယ်ရွှေကျင်းမြို့နယ်ကျွန်းကြီးကြီးရွာမှမင်္ဂလာဆောင်ကိုယနေ့နေ့နဲ့ဆက်တနာရီခန့်တွင်စစ်ကောင်စီကလေးကြောင်းတိုက်ခိုက်ခဲ့၍သရုတ်သမီးဖြစ်သူနှင့်ကလေးငယ်နှစ်ဦးအပါအဝင်၁၀ဦးသေဆုံးသွားကြောင်းသိရှိရပါရယ်ကျမရဲ့တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်